ဲ့တော့အားလုံးပဲမင်္ဂလာပါလို့ကြော်ဆလိုက်ပါတယ်ဗျာဒီမှာဆိုလို့ရှိရင်ဒီဘုဒ္ဓရာဖိုင်ဆိုင်ရာတွေခလုံးမတန်းပြီးသွားပြီဗောနော်ဒီ YouTube ပေါ်မှာပိတ်ဆိုင်ရှာတာ Facebook ပေါ်မှာပိတ်ဆိုင်ရှာတာနောက်ဝိတော့ဒီ Twitter ပေါ်မှာပိတ်ဆိုင်ရှာတဲ့ဘုဒ္ဓရာဖိုင်ဆိုင်ရာတွေခလုံးကိုတန်းပြီးသွားပြီဖြစ်ပါတယ်အဲ့တော့အဲ့လောက်ဆိုလို့ရှိရင်အားလုံးလုံလောက်သွားပြီလို့ထင်တယ်ဗောနော်ဒီ YouTuber တယောက်လောက်ဖို့အတွက်ဆိုလို့ရှိရင် monetization ဘာတနာတယောက်လောက်ဟိုအတွက်ဆိုလို့ရှိရင်အဲ့လောက်စလုံးလောက်သွားပြီးတော့တယ်အဒီမာတော့ဒီနေ့ကစားပြီးတော့ဒီ လက်တွေ့အပိုင်းလဲတွေကိုပြပြပေးသွားမှာဖြစ်ပါလိမ့်တာဒီ2025ဆမယ်လို့တဲ့အတွက်ပေါ့နော်အဲလူငယ်တွေဒီညီလေးတွေညီမလေးတွေအတွက်ပေါ့နော်အသေးစိတ်အရှယ်လက်တွေပေါ့နော်အဲ့တော့အလုံးစားလိုက်အောင်ဗျာအလုံးစားလိုက်အောင်ဆိုလို့ရှိရင်ဒီမှာဒီအဲဝိုင်းပီပီစတူဒီယိုတစ်ခုဆွေးထားလိုက်ပေါ့နော်ဒါတော့ခုတ်ခိုက်မှလူတိုင်းသိနေပြီသားပေါ့နော်အဲအဲရလိုက်တစ်ခုဆွေးထားလိုက်ပေါ့နော် အားရတခုချွေးထားလိုက်မယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လေ YouTube ရှိနေဖို့လိုတယ်ပေါ့နော်ဒီ YouTube software လေးရှိနေဖို့လိုတယ်အဲ့လိုရှိနေပြီဆိုလို့ရှိရင်ပြီးတော့ app တွေလောက်လို့ရယူပေါ့နော် YouTube ပေါ်မှာအဲ့ဒါဆိုလို့ရှိရင်စလိုက်အောင်ပေါ့နော်အကောက်ဘလို့ခေးအဲ့လောက်မလဲဆိုတော့ပထမဦးဆုံးနေတယ်အသေးစိတ်ဒီပုံတလုံးရှိတာနဲ့ပေါ့နော်ကွန်ပျူတာရှိစရာမလိုအကလုံးတို့လောက်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒီ business အခြေခံပဲနေပြီးတော့အဲဒီ level မြင့်တဲ့အထိတခုရှင်းစီသင်ပေးတော့မှာဖြစ်ပါတယ်အဲ့လိုစလိုက်အောင်ပေါ့နော်စလိုက် ရောင်းဆိုလို့ရှိရင်ဒီမှာ A Studio လေးဖွင့်လိုက်ကြတယ်ဒီမှာဒီထိန်လင်းဆိုတဲ့အကောင့်လေးပေါ့နော်အဲ့ဒီအကောင့်လေးနဲ့လောင်းမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်နာမည်တခုပေးလိုက်မယ်ပေါ့နော်ဒီမှာ YouTube Channel နာမည်တခုပေးလိုက်မယ်နာမည်တခုဒီကတော့ကိုကတော့ဒီ Study Entertainment ဆိုပြီးပေးလိုက်မယ်ပေါ့နော် Study Entertainment ဆိုပြီးရေးလိုက်မယ်အဲ့ Study Entertainment လို့ရေးလိုက်ပြီးတော့ရှင်ဒီမှာ Sales ဆိုတဲ့နေရာလေးကိုနှိုက်လိုက်မယ် အေးစစ်ဆိုတဲ့နေရာလေးကိုနိုင်လိုက်တာနဲ့ဒီမှာဆိုလို့ရှိရင်ဒီ study entertainment ဆိုတဲ့နေရာလေးနဲ့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ discussion ပေါ့နော် disc discussion အားလည်းပဲအရေးကြီးတယ်အဲဒီ discussion မှာကိုယ်တင်မဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ပေးရစာရေးပြီးတင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်စာရေးလိုက်မယ်ပေါ့နော်ကျွန်တော်ရဲ့ရှာနေမှာကြိုးဆိုပါတယ်ပေါ့နော်ဒါကတော့လူငယ်တွေအတွက်ပေါ့နော် ကျွန်တော်ရဲ့ကျွန်တော်ရဲ့ရှာနေမှာပေါ့နော်ကျွန်တော်ရဲ့ရှာနေမှာဟာကျိုးဆိုပါတယ်ပေါ့နော်ပါလေဒီရှာနေမှာပေါ့နော် နေပညာနောက်တော့ရှင်ဒီမှာဆိုလို့ရှင်ဒီဘဟုတုတ္တာဘောနော်နေပညာဘဟုတုတ္တာနေပညာဘဟုတုတ္တာတတန်ဘောနော်တတန်အရှိအလက်မြေကို dembe toa ma phit ba da phit su nga subscribe subscribe le ne subscribe le phit bo no abbe nai mare bo no ွဲနိုင်ပါလေခင်ဗျာဆိုလို့အပင်းနိုင်ပါလေခင်ဗျာဆိုလို့ဒီမှာရေးလိုက်မယ်ဗောနော်ဒါတော့ဒီ description မှာ keyword နဲ့ရေးပေးတာဗောနော်ဟိုကိုတင်မဲ့အကြောင်းအရာလေးကို keyword လေးအကြောင်းအဖြစ်ရေးပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာ channel လေးအကြောင်းအဖြစ်ရေးပြီးတော့ပြီဆိုလို့ရှိရင်ဒီ save ကိုနိုင်လိုက်ဗောနော် save ကိုနိုင်လိုက်မယ် ဟာဆိုလို့ရှိရင်သူဒီလိုဖြစ်သွားပြီပေါ့နော်အဲဒီလိုဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူဒီငရှားနေမှာဒီ profile လောတယ်ပေါ့နော် profile လောတယ်နောက်ပြီးဒီ cover file လောတယ်အဲ့ဒီ cover file နဲ့ cover file တွေကိုလည်းလောက်ပေးရမယ်နောက်ပြီးတော့ဒီအဲ့ဒီခုနကပြောတဲ့ ကာဘာဖိုင်ကိုလောက်ပေးရမယ်နောက်ပြီးဒီပူရောဖိုင်ကိုလည်းပဲအဲလောက်ပေးရမယ်ပေါ့နော်အသေးရှာလေးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီကောမှာဝက်ဆိုက်ရှိတယ်ဆိုလို့ရှိရင်ဒီမှာဝက်ဆိုက်လက်တရှိလို့ထည့်လို့ရတယ်အဖစ်ဖို့လက်တထည့်လို့ရတယ်တတူလက်တထည့်လို့ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ profile တစ်ခုကတော့အသက်လောက်ထားတဲ့လူရှိလို့ရှိရနော်အသက်ထည့်ပေးလိုက်ပေါ့နော် အမကားပါအသက်လောက်ထားတယ်လို့တော့ရတော့ထိပ်ပေးလိုက်လို့ရတယ်ခေါ်တော့ကောင်းကောင်းလေးလို့မဟုတ်ဘူးဒါပေမဲ့ဒီမှာဆိုလို့ရှိရင်ကားပါထိပ်ပြရမယ်ပေါ့နော်ကိုကကားပါတစ်ချက်လောက်ထားတဲ့ဥစ္စာကိုဒီမှာထိပ်ပေးလိုက်မယ်ဒီမှာဆိုလို့ရှိရင်ကိုဒီမှာဇာလုံးနည်းနည်းကြီးနေသေးတယ်ပေါ့နော်အဲ့တော့ဇာလုံးကိုအနည်းငယ်လေးပြန်ရှင်းလိုက်မယ် အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကာဘာလေးတက်လိုက်မယ်ပေါ့နော်ကာဘာလေးတက်လိုက်မယ်ကာဘာလေးတက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကိုကာဘာဒီမှာတော့အကြမ်းအဖက်လောက်ထားတဲ့ဟာလေးပဲတက်ပြပေးမယ်ပေါ့နော်ဒီမှာအကုန်လုံးဒီဘိုက်အားလုံးမှာအဆင်ပြေဖို့အတွက်ဆိုလို့ရှိရင်ဒီပုံစံလေးရှင်းပေးရမှာပေါ့နော်အဲ့ဒီပုံစံလေးရှင်းပေးပြီးတော့ဒီမှာဆိုလို့ရှိရင်ဒီ starting entertainment မှာကျိုးဆိုပါအဲ့ဆိုပြီးတော့ဒီရိုးတန်းတန်းလေးပဲတက်ပေးလိုက်မယ်ပေါ့နော်နောက်စေနိုင်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်သူဒီကာဘာ ဖိုင်လောက်ပြီးသွားပြီပေါ့နော်နောက်ပြီးတော့ cover ဖိုင်ဒီမှာဆိုလို့ရှိရင်လည်းတွေ့ရမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲဒီ study attainment မှာကျော် survive ဆိုပြီးတော့ပေါ့နော်ဒီဘက်နည်းနည်းလေးရွှေ့လိုက်ရတော့ပုံကောင်းမှာပေါ့နော်အဲ့မှာဒီဘက်ကနည်းနည်းလေးရွှေ့ပေးလိုက်မယ်ဒီဘက်ကနည်းနည်းလေးလောက်ပေါ့နော်နည်းနည်းလေးလောက်ရွှေ့ပေးလိုက်မယ်ဒီဘက်ကနည်းနည်းလေးလောက်ရွှေ့ပေးလိုက်အကိုပုံကောင်းသွားမယ် အဲ့လောက်အဲ့လောက်ထားလိုက်မယ်ဘောနော်နောက်ပြီးတော့စေးနိုင်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒီ study entertainment မှာကျော် survive ဆိုတဲ့ကာဘာကတက်ပြီးသွားပြီဘောနော်ဒါအယူရှင်းဆုံးတဲ့အလွယ်ကူဆုံးလောက်ပြတာဘောနော်နောက်ပြီးတော့ရှိရင်ဒီမှာလေးပဲ profile ကိုနိုင်လိုက်မယ်နောက်ပြီးတော့ရှိရင်ဒီမှာလေးပဲအိမ်မှာကိုတန်းတန်းလေးပဲတက်ပေးလိုက်မယ်ဘောနော်နောက်ပြီးတော့ဒီမှာအမစေးအစပြောင်းပတ်ချက်ဆိုတဲ့နေရာလေးကိုနိုင်ပေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာဒီ YouTube channel တခုရသွားပြီဘောနော်ဒီ Facebook မှာဘောနော် oh sorry ဒီ YouTube မှာဘောနော် YouTube မှာ channel တခုရသွားပြီအဲ့တော့ဒီမှာကျင်းလိုက်လို့ရှိရင်ကိုယ့်ရဲ့ကာဘာကိုကျင်းလိုက်မှာပေါ့နော်ကာဘာကိုကျင်းလိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဝင်ကျင်းလိုက်လို့ရပြီအဲ့ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဗီဒီယိုတစ်ပုဒ်အနည်းဆုံးတင်ပေးရမှာပေါ့နော်ဗီဒီယိုတစ်ပုဒ်အနည်းဆုံးတင်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ဒီ short video တင်တာပေါ့နော်အဲ့တော့ short video တင်တာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ short video ဖန်အရေးပေါ်လာတာဖြစ်တဲ့အတွက် short video တစ်ပုဒ်လောက်ထားတာရှိလို့ရှိရင်တင်ပေးလို့ရတာပေါ့နော်အဲ့မှာ short video တစ်ပုဒ် လောက်ထားတာကိုတင်ပေးလိုက်မယ်ပေါ့နော်ဒီမှာဒီဒီ stash channel ရော idea ဆိုတဲ့နေရာပေါ့နော်ဒီမှာ you can upload show and lot more ဆိုပြီးတော့ show video တစ်ပုဒ်တင်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ show video တစ်ပုဒ်တင်ပေးလိုက်မယ် show video တစ်ပုဒ်တင်ပေးလိုက်မယ်ဆိုလို့ရှိရင်အထွေထုတို့မဟုတ်ဘူးပေါ့နော်ခုနကကာပါရင်ဒီကာပါဖိုင်လေးပြီးတော့ဖိုင်လေးလောက်ထားတဲ့ဗီဒီယိုဖိုင်လေးဝတ်တင်ပေးလိုက်မယ်ပေါ့နော်အဲ့မှာလည်းပဲ study ကဘာလို့တက်ပေးလိုက်မယ် stu d point study sc o p e c o p e study ကဘာလို့တက်ပေးလိုက်မယ်တော့ study ကဘာပြီးတော့ idea study ကဘာ idea idea show ဆိုပြီးတော့တက်ပေးလိုက်မယ်အဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူရပြီဘောနော်ရပြီဆိုလို့ရှိရင်ဒီမှာအဲ avalanche show ဆိုတဲ့နေရာကိုလည်းတက်ပေးလိုက်မယ်ဘောနော် အဘလို့ရှုပ်ဆိုတဲ့နေရာလေးကိုတင်ပစ်လိုက်မယ်။ဒီမှာဆိုလို့ရှင်ဒီမှာဆိုလို့ရှင်သူဒီ short video ကိုတင်နေပြီပေါ့နော်။ဒီနောက်ပိုင်းမှာဆိုလို့ရှင်ဒီ YouTube မှာ short ဖမ်းရလေးပဲတခုတခါတင်ပစ်ထားတာဖြစ်တဲ့အတွက်ဒီ short ဖမ်းရလေးပဲအကိုက view များတယ် subscribe များတယ်ဆိုလို့ရှင်နောက်ပိုင်းမှာပိတ်ဆံ share လို့ရတယ်ပေါ့နော်။ဒါကတော့ဒီမှာအခုမစားမဲ့လူတွေအတွက် idea တခုလာပြပေးတာပေါ့နော်။ဒီအစအဆုံးပေါ့နော်။အရှိမှာတော့ဒီ YouTube ပေါ်မှာပိတ်ဆံ share နေ Facebook ပေါ်မှာပိတ်ဆံ share နဲ့ TikTok ပေါ်မှာပိတ်ဆံ share နဲ့ရော idea ပေါ်သူတို့ရအများကြီးပိတ်ခေပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီလူတိုက်တဲ့အတွက်ဖုန်းနဲ့လက်တွေလောက်ပြတာပေါ့နော်အဲ့လိုလောက်ပြပြီးလိုက်လို့ရှိရင်ဒီမှာဆိုလို့ရှိရင်တော့ short video ဖြစ်သွားပြီ ဒါတို့ short video ပဲရှိသေးတာဗောနော်ဒီ video အရှိကြီးတွေမောက်သေးဘူး video အရှိကြီးတွေတင်ရှင်းနေဆိုလို့ရှင်လေးပဲတင်လို့ရတယ်ဗောနော်ဒါတို့ short video တစ်ပုတ်တင်ပြီးသွားပြီဒီမှာဆိုလို့ရှင်လေးပဲကြည့်လို့ရတယ် channel တစ်ခုဖြစ်သွားပြီဗောနော် အခုရ channel တစ်ခုဖြစ်သွားပြီဒီမှာ study entertainment ဆိုလို့ channel တစ်ခုဖြစ်သွားပြီအခုနော short video လေးပဲဒီမှာဝင်ပြီးသွားပြီဗောနော် short video လေးပဲဒီမှာတစ်ပုတ်ရောက်သွားပြီအဲဆိုလို့ရှင်ဒီ short video ကို ဒီဗီဒီယိုအရှင်းရှင်းလေးပဲတင်လို့ရတယ်ဒါကတော့ short video ဖြစ်သွားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်ဆိုလို့ရှိရင်လည်းပဲ short video တွေတင်လို့ရတယ်အဲ့တော့နောက်တစ်ပောင်းအနေနဲ့ပေါ့နော်နောက်တစ်ပောင်းအနေနဲ့ short video တစ်ပောက်တည်းပြောင်းမှာဖြစ်ပါတယ်ဗျာအဲ့တော့နောက်တစ်ပောက်တည်းလိုက်အောင်ပေါ့နော်နောက်တစ်ပောက်တည်းလိုက်အောင်ဆိုတော့ဒီမှာဒီအပောင်းလေးကိုနိုင်လိုက်မယ်ပေါ့နော်အပောင်းလေးကိုနိုင်လိုက်ပြီးတော့ရှိရင်ဒီမှာတော့အထွေထွေမဟုတ်ဘူးပေါ့နော်ဒီ short video အနေနဲ့တင်ပြတာဒီမှာဆိုလို့ရှိရင်အဖရီးလန်ဆာပေါ့နော် ဒီမှာ freelancer အ freelancer co ပွေးရကဘာ freelancer ကဘာလို့ပဲရေးပေးလိုက်မယ်ပေါ့နော်အ freelancer ကဘာလို့ပဲရေးပေးလိုက်မယ်ဒီမှာတော့ဒီ short video လေးတွေတင်ပြတာပေါ့နော်အဲ့လိုအဘလို့တင်လိုက်မယ်အဘလို့တင်လိုက်တာ ਨੇ ဒီမှာဆိုလို့ရှိရင်ဒီ short video နှစ်ပုတ်တင်ပြီးသွားပြီပေါ့နော်အဲဒါတော့ဒီ short video တင်တဲ့ style ပေါ့နော်အေး video အရှိတွေကိုတင်လာလိုက်ပဲထုံးနေတူစွာပဲပေါ့နော်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ဒီအခုမှ 2025မှာ YouTube စလောင်းမဲ့ကျွန်တော်ညင်နေတယ်ကျွန်တော်တို့ညမနေလေတဲ့အတွက်ဒီ YouTube channel တခုကိုဘယ်လိုဖွဲ့ရမလဲဆိုတော့ဒီလောက်ဆိုလို့ရှိရင်နားလေသွားလိမ့်မယ်လို့ထင်ပါတယ်နောက်ဗီဒီယိုတစ်ပိုင်းမှာတော့ဒီ YouTube အရှေ့ဗီဒီယိုတွေကို YouTube တင်ပြီးတော့ကြီးဝခံတဲ့အကြောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင်ဒီ channel တခုအတိုက်ထောင်တာနဲ့အဲဖုန်းတစ်လုံးနဲ့ ရှိတာနဲ့ဘလို့ YouTube မှာပိုက်ဆံရှာမဲ့ဗီဒီယိုဖိုင်တွေတင်ပြီးတော့ပိုက်ဆံရှာမလို့ဆိုတော့အ idea လေးတွေအလုံးရရှိသွားမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပဲဒီဗီဒီယိုဖုန်းတစ်လုံးနဲ့အခြေခံကြတဲ့အချက်လေးတွေအကုန်လုံးကိုတင်ပေးတော့မှာဖြစ်တဲ့အတွက်အလုံးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ဆိုတော့အကြောင်းကိုလည်းပဲဖိုက်ခေါ်လိုက်ပါတယ်ဗျ။အဲ့တော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျ။အလုံးကိုကျေးဇူးတင်ပါတယ်။